အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမန်းတင်ရေးသားတဲ့ဒုတိယရွေနှစ်ဆိုတဲ့ဆောင်းထဲမှာအိမ်ဆောင်အစိုးရဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်အခန်းတင်1958-59ခုကျွန်တော်ဒီတာယာဝရီခရိုင် ခရိုင်ဝန်ဤတာဝန်ဝတ္တရားများကိုစူးစမ်း၍ဆောင်ရွက်နေစဉ် ိုင်ငံရေးရှုပ်ထွေးလှုပ်ရှားမှုသတင်းများကြောင့်စိတ်မကောင်းဖြစ်ရသည် ထိုသတင်းများကို ရန်ကုန်နှင့်ဆက်သွယ်ရှိသူများထံမှ၎င်းသတင်းစာများမှသို့၎င်းတစုံတစာကြားသိလာရခြင်းဖြစ်လေသည်နုတင်အစိုးရသည်ဆွေငင်းဘတ်တော်သားများအားမတရားပြိနေခြင်းများ ပြုလုပ်လျက်ရှိသည်ဟုဆွဆွဲမှုများပေါ်ထွက်လာလေသည်ဒီနယ်များတွင်လည်းဥက္ကဋ္ဌခံထားရာတွင်ပြဿနာများဖြစ်နေသည်ဟု ကြားသိရသည်ဆွေငင်းအုပ်စုမှာ ဒီနယ်ဥက္ကဋ္ဌဖြင့်ဆောင်ရွက်လျက်ရှိသောကရင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်နှုတ်တင်ဘတ်တော်သားများအားအစာထိုးခံရတွင် ဝန်ကြီးချုပ်သည် အခြေခံဥပဒေနှင့်အညီဆောင်ရွက်ခြင်းမရှိဟုဆွေငင်းတို့ကဆွဆွဲလေသည်အလौသမားအစီယုံလေသမားအစီယုံများတွင်လည်းတစ်ဖက်နှင့်တစ်ဖက်ပရိပခါများဖြစ်လာလေသည်ဆွေငင်းတို့ကနှုတ်တင်ဆိုရသည်အခြေခံဥပဒေကိုဖောက်ပြက်သည်ဟုဆွဆွဲရန်ကိစ္စတစ်ခု ဖြစ်ပေါ်လာပြန်သည်1958ခု အောက်တိုဘာလ1ရက်နေ့တွင်စတင်ရောက်ရှိမည်1958-59ခုဘန်နာနှင့်အတွက်အရာအတုံးဥပဒေကိုပြည်သူ့လွှတ်တော်တွင်တင်ပြဆွေးနွေးပြီးပြဋ္ဌာန်းချက်ရယူရမည်ဖြစ်တော်လဲမတင်ပြတော့ဘဲခေါ်ယူထားပြီးဖြစ်သောလွှတ်တော်စည်းဝေးကိုဖျက်သိမ်းလိုက်သည်အခြေခံဥပဒေအရအရာအတုံးခံမှန်းချီပြဋ္ဌာန်းမည်ဆိုလျှင်ခေါင်းစဉ်အလိုက် တစ်ခုစီတင်ပြဆွေးနွေးကြရမည်အတိုက်ခံဘက်ကဖြတ်တောက်ရေးအစိုးများတင်သွင်းပြီးကန့်ကွက်နိုင်ရာအစိုးရဘက်ကတင်ပြချက်ရှုံးနိမ့်သွားပါကအစိုးရပြုတ်ကျသွားမည်ဖြစ်လေသည်နုတင်အစိုးရသည်ပြီးခဲ့သောလွှတ်တော်တွင်ကဆွေငင်းတို့ထက်သွင်းခဲ့သောအယုံကြည်မရှိအစိုးကိုကိုးမဲဖြစ်တာနိုင်ရ၍ရက်တီနေခဲ့သည်လွှတ်တော်တွင်အယအတုံးခံမှန်းကြီးဥပဒေကျမ်းကို ခေါင်းစဉ်တစ်ခုပြီးတစ်ခု တင်သွင်းဆွေးနွေးသည့်အခါ အချိန်ကြာမြင့်ပြီးတစုံတစ်ခုသောအကြောင်းကြောင့်မဲခွဲဆုံးဖြတ်ရန်ကိစ္စပေါ်ပေါက်လာရင်တစ်ချိန်မဟုတ်တစ်ချိန်တွင် ရှုံးနိမ်သွားနိုင်သည်ထိုအန္တရာယ်ကိုရင်မဆိုင်လိုသောကြောင့်အစိုးရသည်အရအတုံးဥပဒေကြမ်းကိုတော်တော်တွင် တင်ပြဆွေးနွေးပြဋ္ဌာန်းခြင်းမပြုတော့ဘဲနိုင်ငံတော်သမရ၏ဥပဒေတကဲ့သို့အာဏာတည်သောအမိန့်ဖြင့်ပြဋ္ဌာန်းရန် အန္တရာယ်ကင်းသောအလွယ်လမ်းကိုရွေးချယ်လိုက်လေသည် အခြေခံဥပဒေ၁၁၁တွင်လွတ်တော်နှစ်ရက်အစည်းအဝေးကျင်းပနေခြင်းမဟုတ်ပါကနိုင်ငံတော်သမရသည် တိုင်းပြည်အတွက်အရေးကြီးကိစ္စပေါ်ပေါက်လာလျင်ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ကို ထုတ်ပြန်နိုင်သည်ဟုပြဋ္ဌာန်းထားသည်ယခုမူလာမည့်နှစ်အတွက်အရာအသုံးခံမှန်းခြေဥပဒေပြဋ္ဌာန်းရန်ပြည်သူ့လွတ်တော်အစည်းအဝေးလည်းခေါ်ထားပြီးဖြစ်သည့်အပြင်အရေးတကြီးဆောင်ရွက်ရန်ကိစ္စလည်းမဟုတ်သည့်အတွက်ခေါ်ပြီးသားလွတ်တော်ကို ဖြတ်သိမ်း၍ နိုင်ငံတော်သမရ၏ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ဖြင့်အရအတုံးခံမှန်းကြီးဥပဒေကိုပြဋ္ဌာန်းတည်ပြုခြင်းအဖြစ်အစိုးရသည် အခြေခံဥပဒေကိုတတ်တတ်ဖောက်ပြက်ခြင်းဖြစ်သည်ဟုဇွေငိမ့်တို့ကဆွဆွဲကြလေသည် အခန်းနှင့်ထိုအချိန်တွင်အစိုးရနှင့်တက်မတော်သည်တစ်ဖက်နှင့်တစ်ဖက်အထင်မြင်မှားနေကြသည်ဟုသောသတင်းများကိုကြားသိရလေသည် အချို့သောဒေသမှတက်မတော်အရာရှိအချို့သည်ဇွေငိမ့်တို့ဘက်နှင့်ယင်းနှီး၍ ဗတ်လိုက်ဆောင်ရွက်မှုများရှိကြသည်ဟုဆိုသည်ထို့အခါနုတင်ဘတ်မှ အချို့သောပုဂ္ဂိုလ်များသည်တက်ဆိုင်သူတဦးချင်းကိုဟောထုတ်အရေးယူစီရန်ဆောင်ရွက်ရမည်အစားတမတော်တစ်ခုလုံးကိုတင်းကျုံ၍ဆွဆွဲတိုက်ခိုက်ပြောဆိုမှုများရှိလေသည်ဇော်လ23ရက်နေ့တွင် မင်္ဂလာတုံ၌ကျင်းပသောတပ်မှုများအစည်းအဝေး၌ဘိုးချုပ်ကြီးနေဝင်းကတမတော်သည်ဤသည့်ဘက်ကိုမျှမလိုက်ပဲရက်တီနေရမည်အကြောင်းအခြေခံဥပဒေတွင် ရထန်းထားသည့်အတိုင်းတက်မတော်သည့်ဒီမိုကရေစီအရေးကိုကျင့်သုံးဆောင်ရွက်ရမည်အကြောင်းအမျိုးသားလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြစဉ်အခါကလက်ရှိတက်မတော်တွင်တာဝန်ထမ်းဆောင်နေသောခေါင်းဆောင်များနှင့်ယင်းနီးစွာအတူလက်တွဲဆောင်ရွက်ခဲ့ကြသည်မှန်တော်လဲယခုအချိန်တွင်မူထိုကဲ့သို့ယင်းနီးမှုများကို အကြောင်းပြု၍တန်ရုံးစဉ်ဖြစ်ပြီးဗိုက်လိုက်မှုမပြုစေလိုကြောင်းတက်မတော်သည်ဘယ်ဘက်မှမလိုက်ပဲ တဲမတ်စွာနေတိုင်းဆောင်ရွက်သွားမည်အကြောင်းကိုမိန့်ကြားခဲ့လေသည်ဤကဲ့သို့ပြည်တွင်းတွင်နိုင်ငံရေးပြည်ပခန့်မှုများဖြစ်ပေါ်နေသည့်အချိန်တွင်တော်ရင်းသဘုံများကလည်းအား내ချက်ကိုခွင့်ကောင်းယူ၍လက်ခမောင်းခတ်လာကြလေသည်သူတို့အတွက်ဖာစာပလာနှစ်ချမ်းကွဲခြင်းသည်ကြီးမားသောမဟာအောင်မြင်မှုကြီးပင်ဖြစ်လေသည်အစိုးရသည်သူတို့၏မဟာမိန့်များဖြစ်သောအမတ်များ၏ထောက်ခံမှုကြောင့်သာရည်တည်နေနိုင်ခြင်းဖြစ်သည်ကိုသိထားပြီးဖြစ်သောကြောင့် ရခိုင်ကားတက်တဲမှာတော့အရေးဆုံးမှုများကို တင်ပြလာကြလေသည် ထို့အတော်တွင်ဝင်ကြီးချုပ်ဦးနုသည်ဇွန်လ24ရက်နေ့တွင်အမျိုးသားညီလာခံကြီးတရက် ခေါ်ယူရန်ကြေညာလေသည် ထိုညီလာခံတွင်အတိုက်ခံနိုင်ငံရေးပါတီများမြေပေါ်နိုင်ငံရေးပါတီများသာမကရေအောက်ဘကပများကိုပါ ဖိတ်ခေါ်၍ဒီမိုကရေစီပြည်ညင်စာရန်ကြီးတရက်ကိုလက်မှတ်ရေးထိုးစီမည်ဟုဆိုသည်သူသည် နိုင်ငံလုံးဆိုင်ရာမျိုးသားညီလာခံတို့မြေအောက်ဘကပများ ပါဝင်လာရန်စောင့်မျှော်လျက်ရှိကြောင်းဖော်ပြထားသည်မြေပေါ်ရှိကွန်မြူနစ်ဘက်တော်သားများကလည်းဒုညီလာခံတို့တက်ရောက်ရန်ဥပဒေဘောင်အတွင်းသို့ဝင်လာကြရန်ဖိတ်ခေါ်နေသည်နုတင်အစိုးရက1958ခုဇူလိုင်လ31ရက်နေ့တန်းကောင်အချိန်ထိတောင်ကျန်းသူများကျူးလွန်ခဲ့သည့်အပြစ်များကိုကင်းလွတ်ခွင့်ပြုကြောင်းလူငယ်ချမ်းသာခွင့်အမိန့်ကို ်ဩဂုလတရက်နေ့တွင် ထုတ်ပြန်လေသည်အစိုးရအားနည်းနေသည်ကို သိသော ဘာကာပါတို့၏တောင်းဆိုချက်များသည်ပို၍တင်းမာလာသည် ဟာစာပါလာမကွဲမီကမျက်နှာစုံကြီးဆွေးနွေးရန်လောက်သာအရေးဆိုခဲ့သည်ယခုမူသူတို့၏လက်နက်ကိုင်တများတမတော်အတွင်းသို့တင်းသွင်းလက်ခံရန်ကိုပါတောင်းဆိုလာကြလေသည်ဩဂုလ31ရက်နေ့တွင် ဝင်ကြီးချုပ်အိမ်ဝင်းတွင်မန်တက်၌နုတင်ကိုင် ဟာစာပါလာညီလာခံကိုကျင်းပရာအချို့သောနေမကိုစလင်များကတက်မတော်အားယင်သီးစွာပုတ်ခတ်ပြောဆိုသည့်အကြောင်းများကိုကြားရလေသည် ထိုညီလာခံပြီးသောအခါဦးနုသည် အထက်မြန်မာနိုင်ငံသို့နိုင်ငံရေးစည်းရုံးမှုများဆောင်ရွက်ရန်ထွက်ခွာသွားလေသည် အခန့်သုံးတက်မတော်နှင့်အစိုးရမပြေမလည်ဖြစ်နေသည့်ပြဿနာများသည်တဖြည်းဖြည်းကြီးထွားလာပြီးကောလာဟာလအမျိုးမျိုးသည်လည်းပြန့်နှံ့လျက်ရှိလေသည် ပြည်ထရေးဝန်ကြီးဘိုမင်းခေါင်ဤအုပ်ချုပ်မှုအောက်တွင်ရှိသော အနေနဲ့အရရမှပြည်ထောင်စုစစ်ရဲအဖွဲ့များသည်အလုံးရင်းဖြင့်ရန်ကုန်မြို့တွင်သို့ရောက်ရှိနေပြီဖြစ်ကြောင်းအချို့သောစစ်ရဲများသည်အရက်ဝတ်များဖြင့်ပြို့ဝဲရောက်ရှိနေကြကြောင်းသူတို့သည်လက်နက်များယူဆောင်လာရန်မလိုဘဲရန်ကုန်ရောက်မှလက်နက်တပ်ဆင်ပေးမိဖြစ်ကြောင်းတစ်တော်ရေးဝန်ကြီးတခင်ကျော်တွန်လက်အောက်တွင်ရှိသောတစ်တော်ဘက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့များနှင့် ကျူစောတိတပ်ဖွဲ့ဝင်များကိုလည်းရန်ကုန်သို့ခေါ်ယူထားကြောင်းလက်နက်မျိုးစုံနှင့်ကျိုးမဲ့စကားပြောကရိယာအမြောက်များကိုလည်းစူဆောင်းထားရှိပြီးတမတော်ကိုတိုက်ခိုက်ရန်အစဉ်သင့်ဖြစ်နေကြောင်းတီတိုးပြောဆိုနေကြသည်နုတင်ဘတ်တော်သားတို့၏အကြံစီကိုတည်ထားပြီးဖြစ်၍တမတော်ကလည်းအရေးကြုံလေလိုအပ်သလိုဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်နေကြောင်းတမတော်ကလုံခြုံရေးတံအချို့သောစီရဲအဖွဲ့များထံမှလည်း လက်နက်များကိုအချိန်မီသိမ်းဆီးထားပြီဖြစ်ကြောင်းစားသည့်စားသည့်ဖြင့်အမျိုးမျိုးသောသတင်းများကိုရန်ကုန်မြို့မှမိုင်80ခန့်သာဝေးကွာသောတာယာဝတီရှိကျွန်တော်သည်စိတ်မချမ်းမြေဝရာကြားသိရလေသည်မှန်သည်မှားသည်မသိရပဲစိတ်လှုပ်ရှားနေရလေသည်ပြည်တော်စုကြီးတွင်ပြည်တော်စုသားတဦးအနေဖြင့်စိတ်ဆင်းရဲနေရလေသည်ထိုအချိန်တွင် အထက်မြန်မာနိုင်ငံမှဝင်ကြီးချုပ်ဦးနုသည်တီးတန့်နှစ်ထပ်သင်းမော့ဖြင့် အေယာဝတီမြစ်ကိုစုံစဲလာနေသည်ဝင်းကြီးချုပ်သည်မိုးညိုရင်ခိတ္တနား၍တရားဟောမိဖြစ်ကြောင်းအကြောင်းကြားလိုက်သည့်အတွက် ကျွန်တော်သည် မိုးညိုတို့အလင်းမြန်သွားရောက်ပြီးစီစဉ်မှုများကိုပြုလုပ်ရလေသည်ဝင်းကြီးချုပ်စီးနှင်းလိုက်ပါလာသောတင်းမောသည် မျက်နှာဆောင်တွင်မိုးညိုစိတ်ကန်းသို့စိုက်ကပ်လေရာစီတော်ယွန်းကမြို့သူမြို့သားများပင်ကမ်းပါညွတ်မြကြိုးဆိုကြလေသည်ကျွန်တော်သည်ဝန်ကြီးချုပ်အားမြို့မိမြို့ဖလူကြီးများနှင့် မိတ်ဆက်ပေးသည် ဝန်ကြီးချုပ်နှင့်အတူဒုတိယအတွင်းဝန်ဥပဒန်းလည်းပါလာလေသည်ဝန်ကြီးချုပ်သည်ခရီးရောက်မဆိုင်ပင်တရားဟောဝယ်ကျင်းပရန်ပြင်ဆင်ထားသောမျိုးရင်းယာယီဇက်ယုံကြီးတို့ကြွလာလေသည်ထိုစီဝေးတွင် ရှင်းနေကြီးဦးအောင်ဖေကတဘာပတိဖြစ်ဆောင်ရွက်ပြီး ဝန်ကြီးချုပ်ဦးနုကငါးပါးတီလာကြောင်းဟောပြောလေသည် နိုင်ငံရေးစကားတစ်လုံးမြာမှာပါနေစာတီလာကြောင်းကိုသာအကျယ်တဝန့်ဟောသွားသည် တနအိခန့်ဟောပြောပြီးနောက်ဤကုန်းချုပ်ပြီးလင်တင်မော့စိတ်သို့ပြန်ဆင်းသွားသည်တင်မော့ပေါ်မတက်မီလိုက်လံပို့ဆောင်သူများကိုနှုတ်ဆက်၍ခရီးဆက်လက်ထွက်ခွာသွားလေသည်သူသည်အေယာဝတီမြေရိုးတစ်ချောင်းမြို့ကြီးများတွင်ရန်နာကတရားဟောပြီးနောက်မြစ်ကိုဆုံဆင်းသွားရာ စတေမာလာ22ရက်နေ့တွင်ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလေသည်ထိုနည်းညဝင်းကြီးဘွဲ့စည်းဝေးတွင် တမတော်ကအာနာသိမ့်တော်မီဖြစ်ကြောင်းကို အချုပ်ဝင်းကြီးတို့ကဝင်းကြီးချုပ်အားတင်ပြကြောင်းကြားသိရလေသည်ဦးနုသည်ဝင်းကြီးနှုတ်ဦးအားဘိုးချုပ်ကြီးနေဝင်းနှင့်တွေ့ဆုံရန်ဈေးလွှတ်လိုက်တော့လေအဲခံပွဲတစ်ခုတို့သွားရောက်နေသောကြောင့်မတွေ့ခဲ့ရဟုဆိုသည် ကျွန်တော်တို့သည်၃လရက်အတွင်းအစိုးရနှင့်တက်မတော်တခုခုဖြစ်တော်မူဟုသောအထင်နှင့်တထိတ်ထိတ်ဖြစ်နေကြရလေသည်ဤကဲ့သို့ဘဝေမကျဖြစ်နေခြင်းတွင် ဝင်းကြီးချုပ်ဦးနုကဘိုးချုပ်ကြီးနေဝင်းအား အာနာလွှဲပြောင်းပေးလိုက်သည်ဟူသောသတင်းကို1958ခုစက်တင်ဘာလ26ရက်နေ့တွင်ကြားသိရလေသည်ဝင်းကြီးချုပ်ဦးနုကဘွေချုပ်ကြီးနေဝင်းထံသို့အစိုးရအာနာကိုလက်ခံရန်မြစ်တာရက်ခံသည့်စာကို၎င်းဘွေချုပ်ကြီးနေဝင်းကဝင်းကြီးချုပ်ဦးနုထံသို့မိမိသည်မလွှဲတာ၍ပေးရသည့်တာဝန်ကို လက်ခံမိအကြောင်းရေးသားသည့်စာကို၎င်းမြမအတမ်းမှဖတ်ကြားအတန်လွင့်ဤကိုပြည်သူများကြားသိလိုက်ရလေသည် အခန်းလေး တာယာဝရီခရိုင်တို့ခရိုင်ဝန်ဖြစ်ကျွန်တော်ရောက်ရှိလာတော့ခါခရိုင်ရဲဝန်မှာဥထွန်းရွှေဖြစ်လေသည် သူသည်နက်ဒလင်းဇာတိဖြစ်၍ကျွန်တော်နှင့်ဂျပန်ခေတ်ကတည်းကယင်းဤတည်ကျွမ်းခဲ့သူဖြစ်သည်ဥထွန်းရွှေသည် ကျွန်တော်ရောက်ရမကြမြင့်မီအခြားတနေရာသို့ပြောင်းရွှေ့သွားသောခါဥလုံးမောင်နှကမ်းဝေးရောက်ရှိလာသည်နှကမ်းဝေးထားရှိသူဖြစ်သည်ရဲအဖွဲ့ဝင်နေတဲ့တွင်ဥလုံးမောင်တွင် အများပြားရှိရာ ဥလုံမောင်များနှင့် ခွဲကြ၍နှက်ခမ်းမွေးဥလုံမောင်ဟုခေါ်ဆိုခြင်းဖြစ်သည်သူသည်ရဲထောင်လမ်းရေးတပ်ဖွဲ့မှပြောင်းရွှေ့လာသူဖြစ်ပြီးကြီးမွန်သူဖြစ်သည် သူနှင့်၄-၅လောက်သာ တွဲဖက်လောက်ကင်လိုက်ရသည်ဘိုးချုပ်ကြီးနေဝင်းဤအိမ်ဆောင်အစိုးရတက်လာပြီး မကြမြင့်မီသူအားအခြားတနေရာသို့ပြောင်းရွှေ့လိုက်ပြီးမန္တလေးသာဦးမောင်ရောက်ရှိလာလေသည်ဦးမောင်သည် အသက်50ပတ်ဝန်းကျင်တွင်ရှိမည်ဟု ခံမရသည် သူသည်တွက်လက်ချက်ချ၍အထက်ကခိုင်းသမျှကို မားသည်မှန်သည်ဝေဖန်မနေတော့ပင်ပြက်သားစွာဆောင်ရွက်တတ်သူဖြစ်သည်တာယာဝရီရှိတက်မတော်ဤတရင်ကတရင်မှုမှာကျွန်တော်ရောက်ရှိစဉ်အခါဘုံမူဆန်ရွှေရခိုင်ဖြစ်သည်အိမ်ဆောင်အစိုးရတက်လာသောအခါသူသည်ပြောင်းရွှေ့သွားပြီးဘုံမူလမောင်ရောက်ရှိလာလေသည်ဘုံမူလမောင်သည် တုတ်ခိုင်သောခန္ဓာကိုယ်ရှိတော်လဲ တွာလာလှုပ်ရှားပုံမှာအလွန်ဖြက်လက်လေသည်စကားပြောသောအခါကြေလောင်စွာပြောဆိုတတ်သောကြောင့်သူ့အပေါင်းဖော်များကသူ့အတန်းနှင့်လက်ရောစွာနာမဝိသေသနတစ်ခု တက်ပေးထားလေသည်ကျွန်တော်နှင့်ရှေးစဉ်နောက်ဆင်ဆိုသလိုတာယာဝတီတို့ရောက်ရှိလာသည့်ခရိုင်တရားမှနှင့်ဆက်ရှင်တရားသူကြီးမှဥခင်ညွန့်ဖြစ်လေသည်သူသည်ပြောပြောင်းစွာစကားပြောဆိုတတ်သူဖြစ်ပြီးပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်သည် သူသည်နုတင်အစိုးရအဖွဲ့တွင် တရားရေးဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်နေသောပမညတာဖွဲ့ဝင်ဒေါက်တာအေးမောင်၏ညီဖြစ်သည်ဟုလည်းသိရလေသည်ကျွန်တော်တို့သည် ထိုသူသောရာရှိကြီးများနှင့်တင်းတင်းရင်းနှီးစွာပေါင်းသင်းဆက်ဆံပြီးမိမိဘက်မှ အမာရွယ်မရှိအောင် တာဝန်ဝတ္တရားများကို ဆောင်ရွက်နေခဲ့ပါသည်အိမ်ဆောင်အစိုးရတက်လာသောအခါ၌ပို၍ပင်ဂယုဆိုင်လောက်ကိုင်းသည်တို့ရာတွင် အစကနဦးကပင်ကျွန်တော်အားနုတင်ဘတ်တော်သား ဘာယာဝတီတွင် သူတို့ဘက်မှအစာစာရရလိုက်ပါဆောင်ရွက်ပြီးရန်လွတ်ထားသူတယောက်ဟုအထင်ရှိနေကြသောသူများကမူကျွန်တော်၏ခြေလမ်းကို အမြဲဆောင်ကြည့်၍အပြစ်ရှာကြသည်ဘတ်လိုက်သည်ဟုစွတ်စွဲကြသည်ဥပဆွေဥကြောင့်ကြီးတို့အားတိုင်းကြတော်ကြသည်စင်စဲအားဖြင့်ကျွန်တော်သည်ဥမှုတခင်တင်တို့ထံတက္ကသိုလ်ကျောင်းသားဘဝကလေးကတမကတွင် အတူတကောဆောင်ရွက်ခဲ့သူများဖြစ်သည့်ဥပဆွေ ဦးကျော်ငိမ့်တို့နှင့်ပူရင်းနေပါသည်အခန်းကအထင်မှားစရာဆွဆွဲစရာအဖြစ်ပြက်များက အများပင်ရှိလေသည် ထိုစဉ်ကဇန်နဝါရီလ၁ရက်နေ့တွင် ကြားရောက်သော တောင်သူလေသမားနေတွင်လက်ဗရန်မျိုး၌နူတင်ဘက်ကရောဆွေငိမ့်ဘက်ကပါတောင်သူလေသမားနေအထိမ့်မက်ပွဲကိုအပြိုင်ဆိုင်ကျင်းပရန်စီစဉ်နေကြသည်နှစ်ဖက်စလုံးပင်မိမိတို့ကျင်းပမည်လူတို့စီဝေးပွဲကြီးတို့လဲနေလေအောင် မြင်းဆောင်မကြံတက်ရောက်ကြဖို့ပဝန်းကျင်ရွာငယ်များထိစော်ဩနေကြသည် ထို့အကြောင်းကိုခရိုင်လုံခြုံရေးကော်မတီတွင်ဆွေးနွေးကြရာဥက္ကဋ္ဌဖြစ်သူတက်မတော်တယင်းမှုကလက်ပန်းတွင်တောင်သူလေသမားနှင့်ကျင်းပရန် ခွင့်မပြုသင့်ကြောင်းခွင့်ပြုပါကတဖက်နှင့်တဖက်ပြိပခဖြစ်ပြီးအထီးကယုံဖြစ်နိုင်သည်ဟု ပြောကြားလေသည်ဒီလိုဆိုရင်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှတည်လေးလေးထုတ်ထားလိုက်ပေါ့ ခရိုင်ဆက်ရှင်တရားသူကြီးကအကြံပြုသည်အဲ့ဒါအကောင်းဆုံးပဲရဲဝံကထောက်ခံသည်ဒါလောက်စိုးရင်စရာမရှိဘူးလို့ထင်ပါတယ်သူတို့ဘာသာတရားစုဝေဟောပြောကြပြီးပြီးသွားမှာပါဟုတ်ကျွန်တော်ကခက်ပေါ့ပေါ့ပြောလိုက်သည်ဟာမဖြစ်ဘူးတင်နေအထီးကရုံးဖြစ်ကုန်ရင်ကျွန်တော်တို့တောင်းဝန်မကင်းဘူးပုံမှန်တလေးလေးထုတ်ပြီးလူစုလူဝေးမလောက်အောင်ပိတ်ထားတာပဲကောင်းပါတယ်ဥက္ကဋ္ဌကပြောပြန်သည်ကျွန်တော်ကတော့ပုံမှန်တလေးလေးတိတ်မထုတ်ချင်လာဘူးလိုမယ်လည်းမထင်ဘူး ။ဒါပေမဲ့အားလုံးကထုတ်စီခြင်းရင်တော့ခရံရာဇဝတ်တရားသူကြီးအနေနဲ့ထုတ်ပေးရမှာပေါ့။ဟုပြောလိုက်လေသည်။သို့နှင့်လက်ပရန်းမြို့တွင်လူစုလူဝေးများမလောက်ရန်ရာဇဝတ်ကျင်ထုံးဥပဒေပုံမှတစ်လေးလေးအရာ အမိန့်ထုတ်ပြန်လိုက်လေသည်။နောက်တစ်နေ့တွင် ကျွန်တော်ရုံးတက်နေစဉ်ရန်ကုန်မှတယ်လီဖုန်းခေါ်လေသည်။တယ်လီဖုန်းကိုကောက်ခံလိုက်ရာတစ်ဖက်မှခက်ပြက်ပြက်အတန်ကို ကြားရလေသည်။ကိုမန်းတယ်လား ကျွန်တော်ကိုကျော်ငိမ့်ပါခမရလက်ပန်းမဲ့ပုံမှန်တေးလေးလေးထုတ်ထားရဲဆိုဟူဦးကျော်ငိမ့်ကမေးမြန်းနေသည်ဟုတ်တယ်ခမရဘာဖြစ်လို့ထုတ်ရတာလဲဗျလက်ပန်းမှာနှစ်ဖက်ပြိုင်ပြီးလူတို့အစည်းအဝေးဝဲကြီးတွေလုပ်ရင်အထီးကရုံးပြမှာစိုးရင်နေဆိုပြီးတားမြစ်ထားဖို့ခရိုင်လုံးကျော်ကြီးကော်မတီကဆုံးဖြတ်တာနဲ့ထုတ်လိုက်ရတာပဲဟာဟုတ်ရဲ့လားဗျာအဲ့ဒီစည်းဝေးပွဲကိုကျွန်တော်တက်ပြီးစကားပြောမလို့ခမရတက်တက်မဲ့ဖြက်လို့ဖြက်စီလောက်တာထင်းနေမဟုတ်ပါဘူးဗျာ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပါတော်တော်ဆိုးတယ်လူပဲဗျာအင်းအင်းခမားကိုလည်းတခင်တင့်လူလို့ပြောနေကြတယ်ဟာဗျာကျွန်တော်ဆက်လက်ရှင်းပြမိကြတော့လေရှင်းမပြနိုင်တော့ပါ တဖက်ကတယ်လီဖုန်းကိုခွက်ခနဲချသွားလေသည် ကိုကျော်ငင်းနေကျွန်တော်ဒီတခင်တင်ကို ကျွန်တော်မတွေ့ဘူးခင် တက္ကသိုလ်ကျောင်းမှာကလေးကတီကျွန်းရင်းနေခဲ့ကြသည်ယခု သူကျွန်တော်ကိုအထင်မှားနေလိမ့်ပြီအထူးပင် စိတ်မကောင်းဖြစ်ရပါသည် ကျွန်တော်ဒီတယ်လီဖုန်းကိုပြန်ချပြီးအတန်ကြာအောင် ငိုင်နေမိပါသည် စိတ်ထဲမှာဆရာဘာတောင်းဘိုးမူမောင်တုတ္တညီတလို့ဤလဲတဒုက္ခဟုမိတမ်းမိပါသည် နောက်မှ ကျွန်တော်သိရသောဆွဆွဲချက်တစ်ခုပေါ်လာပြန်သည်မိုးညိုတွင်အစိုးရကိစ္စများတွင်အသုံးပြုရန်အတွက်ရေချောင်းဆိုင်ရာအကြံပေးရာရှိချုပ်ဌာနမှ မော်တော်ဒဇင်ထားရှိလေသည်ဆွေငင်းအဖွဲ့မှမိုးညိုသား ပါလီမန်အတွင်းဝင်ဟောင်းတဦးသည်မုံညိုသို့ရောက်ရှိလာပြီးထိုမော်တော်ယာဉ်ကိုအသုံးပြုကာချောင်းဂျိုမြောင်းကြမကြံတွားရောက်၍ရွေးကောက်ပွဲတွင်မဲရရှိ၍အတွက်လှုံ့ဆော်စည်းရုံးလျက်ရှိလေသည် ထိုအချိန်တွင်ရေချောင်းပို့ဆောင်ရေးအကြံပေးရာရှိချုပ်ယုံမှယင်းမော်တော်ယာဉ်ကို ပြုပြင်ရန်လိုအပ်သောကြောင့်ရန်ကုန်သို့အမြန်ပို့လိုက်ရန်နှင့် အခြားမော်တော်ယာဉ်တစ်စင်းကို အစားစီစဉ်ပေးမိဖြစ်ကြောင်း ကျွန်တော်ရုံးသို့တန်ကျိုးရောက်ရှိလာသည် ကျွန်တော်ကလည်းမိုးညူမြို့ပိုင်အားတူးတံတွင်ရှိသော မော်တော်ရေယာဉ်ကိုရန်ကုန်သို့အမြန်ဆုံးပြန်ပို့ရန်ညွှန်ကြားလိုက်လေသည်မြို့ပိုင်ကလည်းညွှန်ကြားချက်တိုင်းဆောင်ရွက်လိုက်ရသောကြောင့်ရခင်ကျန်ရှိခဲ့သောအရှိန်အဝါသုံးက မော်တော်ရေယာဉ်နှင့်တွာလာလှုပ်ရှားနေသော ပါလီမန်တွင်ဝင်ဟောင်းတန်ရုတ်တရက်အခက်ခဲနှင့်တွေ့ကြုံသွားရလေသည်သူသည်အစာကလေးကပင် ကျွန်တော်အားအထင်မြင်မှားနေသည့်အလျောက် ယခုဆောင်ရွက်ချက်မှာလဲသူ့မော်တော်ယာဉ်၃ချင်းကို မနှိမ့်မြို့သည့်အတန်းလုံဆောင်ခြင်းဖြစ်သည်ဟုစွပ်စွဲလေသည်အမှန်အားဖြင့်ပါလီမန်အတွင်းဝင်မဟုတ်တော့ပြီဖြစ်သည် ထိုပုဂ္ဂိုလ်သည်အစိုးရပိုင်းရေရင်ကိုမဲဆွယ်တရားဟောသွားရ၌အသုံးမပြုနိုင်ကြောင်းသိဖို့ကောင်းလေသည် ပြဿနာတစ်ခုထပ်၍ဖြစ်ပေါ်လာပြန်သည် ကျွန်တော်သည် ခရီးသွားလာရင်လေဗနန်မြို့ရဲစခန်းရှိ အချုပ်ခန်းကိုဝင်ရောက်စစ်ဆေးလေသည် ခရိုင်ဝန်သည် ဟရယာဇိုးတရားသူကြီးလည်းဖြစ်ရာအကျဉ်းတောင်နှင့်ရဲချုပ်ခန်းများကိုလည်းစစ်ဆေးနိုင်သည်စစ်ဆေးရန်လည်းတောင်းဝန်ရှိသည်ကျွန်တော်ဝင်ရောက်စစ်ဆေးသည့်အချိန်တွင် အချုပ်ခန်းသည် ချုပ်ထားသူတွေနှင့်ပြည့်ကျက်လျက်ရှိသည်စင်စစ်အဖြစ်တရားရုံးများတွင် အမှုစစ်ဆေးစေတရားခန်းများနှင့်တရားရုံး၏အမိန့်အရချုပ်ထားနိုင်ခွင့်ရှိသည့်သူများသာလျှင် အချုပ်ခန်းတွင် ရှိရမည်ဖြစ်သည်ထို့အချုပ်ခန်းသည်ဆေးဘေးပတ်လည်ခန်းသာကျဲဝန်းသည့်ဖြစ် ယခုလူ၂၀ခန့်ချုပ်ထားသောအခါမလှဲ့တာမလှုပ်တာဖြစ်နေလေသည်ညစ်ပတ်ပေးချမ်းပြီးဟောင်းစောနှံနေသည် ထို့အထဲတွင်လက်ဗဒန်းပါလီမန်အမတ်တခင်စိန်မောင်ကို တွေ့ရလေသည်တခင်စိန်မောင်နှင့်ကျွန်တော်သည်ဂျပန်ခေတ်ကလေးကတီကျွမ်းရင်းနှီးခဲ့ရသူဖြစ်သည်ဂျပန်ဒေါ်လန်ရေးတွင် အတူတကွဆောင်ရွက်ခဲ့ကြသည်အချုပ်ခန်းတွင်၌တရခမ်းမျိုးစုံနှင့်ရောနှော့ထိုင်နေသောတခင်စိန်မောင်ကိုတွေ့ရသောအခါအထူးပင်စိတ်မကောင်းဖြစ်ရလေသည် ကျွန်တော်ကရဲစခန်းမှုအားမြည်သည့်အထွက်ကြောင့်ချုပ်ထားကြောင်းမေးမြန်းသောအခါတော်ရင်တောင်းကျမ်းသူများနှင့်ဆက်သွယ်မှုရှိလို့ဟုပြောကြားလေသည် ကျွန်တော်သည်မြည်သူများမပြောတော့ဘဲအချုပ်ခန်းသားမှထွက်ခွာလာ၍ရဲစခန်းတွင်ရှိစခန်းမှု၏စပွဲနီးသို့ရှောက်လာခဲ့သည် တော်ရင်နှင့်ဆက်သွယ်ရှိတယ်ဆိုတာထောက်ထားရှိလို့လားဟုကျွန်တော်ကထပ်မံမေးလိုက်သည် ရှိပါတယ်ခိုင်လုံအောင်ထက်ရှာနေတော့မှာပဲဟုဖြေလေသည် ဒီလိုဆိုလဲဗျာပါလီမန်အမတ်တအူးကိုဒီလိုစကမ်းချင်းလေးတွေကတခြားတရားခံတွေနဲ့အတူချုပ်ထားဖို့တော့မကောင်းပါဘူး။နောင်မအပြစ်ရှိလို့ဘလို့ပဲအပြစ်ပေးပေးသူ့ကုံရက်နဲ့ညီအောင်တော့ထားဖို့ကောင်းပါတယ်။ဟုကျွန်တော်ကပြောလိုက်သည်။ရဲဝန်ကြီးကဒီမှာပဲထားအောင်ဆိုလိုပါ။ဟုဖြေချလိုက်သည်။ကျွန်တော်ဒီစကမ်းမှု၏ဇပွဲတွင်ထိုင်က သခင်စိန်မောင်အားကြဲကြဲဝန်းဝန်းရှိသည့်တာယာဝတီထောင်သို့ပို့ရန်အမိန့်ချမှတ်ခဲ့လေသည်။သခင်စိန်မောင်သည် ပါမညတအဖွဲ့ဝင် ပါလီမန်အမတ်ဖြစ်သည်ပါမညတသည်နုတင်အစိုးရအားထောက်ခံနေသောကြောင့်ကျွန်တော်ကတခင်စိန်မောင်အားအခွင့်အရေးပေးခြင်းဖြစ်သည်ဟုစွပ်စွဲကြလေသည်များမကြမီပါမညတအဖွဲ့ဝင်တဦးနှင့်ပတ်သက်၍ပြဿနာတစ်ခု ဖြစ်ပေါ်လာပြန်သည်မင်းလာမှာပါမညတအဖွဲ့ဝင်တခင်သိန်းကျွဲဆိုသူအားတောင်းကျမ်းသူများနှင့်ဆက်သွယ်သည်ဆိုကရဲဖွဲ့ကဖမ်းဆီးထားလေသည် တခင်သိန်းကျွဲဤဇနီးသည် သူ့ခင်မောအားအာမခံနှင့်လွတ်ပေးရန်ကျွန်တော်ယုံသူလာရောက်၍လျှောက်ထားလေသည်ကျွန်တော်ကထိုလျှောက်လွှာကိုလိုရိုးလုံစင်တိုင်းသဘောထားမှတ်ချက်ပေးပါရန်ခရံရဲဝန်ထမ်းတို့ပို့လွှတ်လိုက်လေသည် ကျွန်တော်သည် အလုံများနေသည့်အတွက်ထိုကိစ္စကို မေ့လျော့ကာအတန်ကြာသွားလေသည်ခရံရဲဝန်ထမ်းမှသဘောထားမှတ်ချက်လဲပြန်မလာသေးခင် သိန်းကျွဲဤဇနီးသည်ကျွန်တော်ထံသို့ရောက်ရှိလာပြန်ပြီး အကျိုးချောင်းကိုမေးမြန်းလေသည်ကျွန်တော်ကရှောက်လွာကို ခရိုင်ရဲဝန်ထမ်းတို့မှတ်ချက်ပေးရန်ပို့ထားကြောင်းခိတ္တဆိုင်ငယ်ရန်နှင့်နောက်တစ်ပတ်လောက်ကြာသောအခါကျွန်တော်အားလာရောက်တွေ့ဆုံရန်ချိန်ဆလိုက်လေသည်ထို့တော်တွင်ကျွန်တော်သည် ခရိုင်ရဲဝန်ထမ်းမှမှတ်ချက်ကိုစောင့်မျှော်လျက်ရှိသည်သို့တော်လည်းအကြောင်းပြန်ကြားခြင်းမရှိချိန်ဆထားသောနေ့တွင်တခင်သိမ့်ကျယ်ဤဇနီးရောက်လာသောအခါတွင် ကျွန်တော်က ရှောင်းလွာအစ်စ်တစောင်းရေးပြီးတင်းရန်ပြောကြလိုက်သည်ကျွန်တော်ပြောသည့်အတိုင်းပင်ရှောင်းလွာအစ်စ်တင်းသောအခါထိုရှောင်းလွာအပေါ်မှာပင်တခင်သိန်းကျွဲအားလုံလောက်သောအာမခံနှင့်တွတ်ထားရန်အမိန့်ချလိုက်လေသည်နောက်၃-၄ရက်ကြာသောအခါခရံရဲဝန်နှင့်တွေ့ရာသူကဤသို့ဆိုသည်တခင်သိန်းကျွဲအာမခံပေးတဲ့ကိစ္စဟာကျွန်တော်မှတ်ချက်ကလေးကိုတော့စောင့်မို့ကောင်းပါတယ်စောင့်နေတာပဲဗျာနောက်ဆုံးမစောင့်နိုင်တာနဲ့တွတ်ပေးလိုက်ရတာပါရဲဝန်ကြီးတို့ပြောတဲ့အတိုင်း တော်ရင်ဆက်သွဲတယ်ဆိုတာခိုင်လုံရင်တော့ထပ်အေးအယူပေါ့ဗျာဟုကျွန်တော်ကပြောလိုက်လေသည် ထိုကိစ္စတွေလဲကျွန်တော်ဗတ်လိုက်သည်ဟုစွဆွဲကြပြန်သည်တာယာဝရီခရမ်းရှိဆွေငင်းဖွဲ့ဝင်များသည် ကျွန်တော်အာမကြီးမနဲ့ဖြစ်ကသူတို့ခေါင်းဆောင်များထံသို့တိုင်ကြားကြသည်ဟု သိရသည်စွဆွဲတိုင်ကြားသည့်အတိုင်းယုံကြည်သူတွေရှိဟန်တူပါသည်အစည်းအဝေးတစ်ခုတွင် သူတို့ဗတ်တော်သားတအူးကထား၍တာယာဝရီခရမ်းဝင်သည် နုတင်ဘတ်သားဖြစ်ကြောင်းအကျယ်တဝန့်ပြောဆိုတိုင်တန်းရာ ထောက်ခံပြောဆိုသူများရှိသည်ဟုဆိုသည်။ဥပဆွေကဤသို့မှတ်ချက်ပြုသည်ဟုကြားသိရသည်။မန်းတေဟာဒိုးနှင့်ရင်းနှီးပြီးသားလူပဲ။မင်းတို့သူ့ကိုတွေ့ဆုံပြီးဥမွေလင်းလင်းပြောစရာရှိတာပြောပါလား။ဟူ၍ဖြစ်လေသည်။တို့ရရင်မြည်သူမျှကျွန်တော်နှင့်တွေ့ဆုံမေးမြန်းဆွေးနွေးခြင်းမရှိပါ။ကွယ်ရာကသာလေအမျိုးမျိုးဆွဆွဲတိုင်တန်းနေကြလေသည်။ဤသို့သောတရေများကို မကြာခဏကြားနေရသောကျွန်တော်သည် အထူးပင်စိတ်ဆင်းရဲရလေသည်မကြမီ အထွေထွေရွေးကောက်ပွဲလုပ်တော်မူရွေးကောက်ပွဲ နီလာသည်နှင့်အမျှတစ်ဖက်နှင့်တစ်ဖက်ပြင်းပြင်းထန်ထန်ပုတ်ခတ်ပြောဆိုကြတော်မူဒီကြားထဲတွင် ကျွန်ုပ်အဖို့အသက်မရှူတာအောင် ပြဿနာမျိုးစုံနှင့်ရင်ဆိုင်ရဝယ်ရာရှိသည်တို့ကြောင့်အလုပ်လုပ်ရသည်မှာပျော်ပန့်ရွှင်လန်းခြင်းမရှိဘဲတရားဝရီမှပြောင်းရွှေ့သွားရသောကောင်းလေစွာဟု တန်တမိလေသည် ကျွန်တော်၏စူတောင်းပြည့်စင်ရန် အကြောင်းပေါ်လာလေသည်1959ခုဇွန်လဆန်းတွင် ကနေဒါနိုင်ငံနှင့်အမေရိကန်ပြည်ထောင်စုများသို့6လကြာမြားလေလာရေးခရီးထွက်ရမည်ဖြစ်လေသည်ကျွန်တော်ခရိုင်ဝန်ဖြစ်ရောင်းရွှေ့မလာမီပြည်ထရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ဦးချစ်ဖေး၏တိုက်တွန်းချက်အရကုလသမဂ္ဂသို့တင်ထားခဲ့သည့်ရှောင်းလွှာသည်ယခုအကောင့်ထဲပေါ်လာခြင်းဖြစ်လေသည် နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။